မရှိဘူးလုံးဝမရှိဘူးလို့ပြောတာရှိရင်ပြန်လုပ်ပေးမယ်လို့ပြောတာမဟုတ်ဘူးတဲ့သူအာမခံဆိုတာချိန်တော့နည်းနည်းလေးပေးရတယ်ဒါပေမဲ့ quality ဒီ very good quality ရအားလုံးပဲမင်္ဂလာပါ ကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာကတော့အရှိတကုံမှာရှိတဲ့ Apex Auto Service ကိုရောက်နေရပဲဖြစ်ပါတယ်။ဘာလာလောက်တာလဲလို့မေးဒီ Apex Auto Service မှာ Borian Paint ကို Quick Service ရှိတယ်လို့ကျွန်တော်အနေနဲ့သိတာ။အဲ့ဒါကိုလာကြည့်တာ။ Apex Auto Service ဆိုတာကိုကျွန်တော်အကြမ်းမင်းပြန်ပြောရမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်တွေတည်းကလည်းကျွန်တော်လာပြီးရိုက်ကူးရေးတွေလုပ်ဖူးတယ်။ Apex Auto Service ကဒီအရှိတကုံတနေရာထဲမှာရှိတာမဟုတ်ပါဘူး။သင်္ကန်းကျောင်းမှာလည်းရှိတယ်။အလုံးမှာလည်းရှိပါတယ်။သင်္ကန်းကျောင်းကနေရာကတော့ Borian Paint တစ်မျိုးတည်းမဟုတ်ဘဲနဲ့ Car Engine တွေအောက်ပိုင်းတွေအကုန်လုံးကို One Stop Service အနေနဲ့လုပ်ပေးလို့ရတယ်လို့သိထားတယ်။ အခုဒီ Apex အရှိတကုံမှာ Borian Paint Quick Service ကဘလောက်တောင်မြန်လဲဘလို့အခြေအနေမျိုးမှာဆို Quick Service ကိုအဲ့လိုရတယ်ဆိုတော့ကျွန်တော်တို့လိုက်ပြီးတော့ကြည့်လိုက်ပါဦးကဲဒီမှာရုံထဲကိုဝင်လိုက်တာနဲ့မှာပထမဆုံးတွေ့လိုက်တာတော့ Nectar X ပါပဲเนาะ Nectar X လဲမှာအစ်စ်ကိုရဲကျွေးလိုက်တာတဲ့ကျွေးလိုက်လို့ဥမာရောက်လာတာပေါ့နော်အဲ့လိုလေးရှိတယ်အဲ့တော့ဒီဘက်ဒီမှာဆိုလို့ရှိရင်ကားတွေကမျိုးစုံပဲဒီမှာကလေကားကိုအကြီးအလက်အသေး နော်လုံးဝ luxury ကားတွေလည်းရှိတယ် antique ကားတွေလည်းရှိတယ်နော်အစုံရှိတယ်မဒါဆိုလို့ရှိရင်လည်းဒီမှာ modify ကားလေးနော် modify ကားလေးမှာအဖြူကိုစေးပြန်မဟုတ်ပါဒီမှာကတခုကောင်းတာက management လုပ်တဲ့လူတွေအကုန်လုံးကဒီလုပ်ငန်းကိုတကယ်ကိုကျွမ်းကျင်ပိုင်နိုင်ကြတာဖြစ်တဲ့အတွက်အဲ့မှာအပေါင်းအသင်းတွေကလည်းပေါ်တယ်အပေါင်းအသင်းပေါ်တာဖြစ်တော့ဒီကားတွေဆိုလို့ရှိရင်စိတ်ကြိုက်ရောင်တာပုံစံဆိုပြီးတော့လာဖို့ပါ ဲ့အချိန်တွေမှာရှိရပြီးလို့ရှိရင်သူဒါစိတ်ကြိုက်လုပ်ပြီးတော့ရှင်ဒီဇိုင်းတမျိုးနဲ့ထွက်လာအောင်ပါအဲ့လိုတွေရှိရပြီးတော့ကျတော့ဒီမှာ company ကားတွေပေါ့ company ကားတွေဆိုလို့ရှိရင်လေဒီမှာကျ contract နဲ့သွားတာဟာတစ်နှစ်လုံးဒီ company ဒီ company ရဲ့ကားတွေအကုန်လုံးပြင်မယ်ဆိုရင်ဒီမှာပဲလာပြင်မယ်အဲအဲ့လိုသဘောမျိုးနဲ့ဒီကားတွေဆိုရင်လေဒီမှာရောက်နေတာဖြစ်တယ်ဟောလာဒီဘက်ဆက်ကြည့်အောင်ဟဲ့အခုဒီတလောအရန်ယောဂတက်နေတဲ့ကားလေး Beijing X7 လေးတော့ Beijing X7 ကိုကျွေးလာတာဒီမြားကိုကျွေးလာတာဒီမှာနော်အဲ့ဒါကြီးလာလောက်တာဒီမှာဒီကနေဒီမှာဒီမြားအထိထိလာတာ เนาะไอ้ฉีนนี่ရှိတယ်เนาะเอ้ဟိုမှာဒါကျွန်တော်တကယ်ချင်းကသူလဲဟိုเนี่ยကြေးလိုက်တာထွက်လာပြီထွက်လာပြီเนาะโอเคအဲ့တော့ဒီမှာဆိုလို့ရှိရင်လဲဒါလုံးဝ antique ကားတွေ Mercedes တွေရှိတယ် Chevrolet တွေရှိတယ်ဒါတွေအကုန်လုံးကိုလဲဒါ premium service နဲ့9နှစ် armagan နဲ့ဒါ body and paint တွေပြန်ကင်နေရပဲဖြစ်တယ်โอเคဟိုကတွေဆက်ကြည့်အောင် ဒီ Apex မှာကစေးမှုတဲ့အပိုင်းကိုတာဝန်ယူရတဲ့လူငယ်တွေဖြစ်တယ်ပြီးတော့ကြတော့ဘယ်လိုပြောမလဲတီထွင်ဖန်နိုင်မှုစွမ်းအားတွေလည်းမြင့်ကြတယ်အဲ့ဒါကြောင့်မို့လို့အခုဒီမှာ show လိုက်အဲ့ကားတွေအကုန်လုံးဒါဒါကိုယ်တိုင်မုတ်ထားတဲ့ကားတွေဒါဆိုလို့ရှိရင်လည်းလုံးဝသူစိတ်ကူးထဲမှာရှိတဲ့အတိုင်းကိုသူပုံခေါ်ထားတာဒီကားဆိုလို့ရှိရင်လည်းတော့ကိုဘက်မှာဆိုလည်း Carnacy show ကြီးလည်းဟိုဘက်ကဖြူဆိုလို့ရှိရင် mat လေးမုတ်ထားတာအရန်သဘောကြောက်ကိုကောင်းတယ်ကြီးလိုက်တာနဲ့ကိုင်းတော့နေရပြသည်လားအဖြူချင်းတူတူကိုသူက mat ဖြတ်သွားတယ်ကျွန်တော်အစရုတ်တရက်ကြီးလိုက်တော့အဲ့ကအပွားနေပြီးတော့ကတ်ထားတယ်လို့ထင်တာဘယ်ဟုတ်လဲအဲ့ဒါမုတ်ထားတာလေ တစ်စည်းလုံးမဟုတ်ထားတာဟာကျွတ်စင်နော်အဲ့အခြေအနေတွေမှာရှိပြီးတော့ကြတော့အခုကျွန်တော်ခုနပြောတဲ့ quick service အဲ့ဒါလေးတော့ကြည့်အောင် Okay ဒီကားလေးကတော့ Mitsubishi Expander လေးက quick service လာအပ်ထားတဲ့ကားလေးပါဒီကားမှာ၃နဲ့ပတ္တိယအစပုံမှန်ကားရည်နဲ့ဆိုမတူဘူးပေါ့နော်သူကမှတကယ်လောက်ရတဲ့နေရာပါးချမ်းရှိတယ်တကားရှိတယ်ပြီးတော့ဒီနောက်ဖုံးလေးရှိတယ်၃နေရာရှိတယ် အဲ့3နေရာမှာသုံးရတဲ့ပတ္တိယစာကျွန်တော်ပြီးရင်ယူပြမယ်အခုသူကနံပါတ်1အဆင့်ဆိုလို့ရှိရင်မပစ္စည်းတွေဖြုတ်တယ်မမလက်ကင်နေမဘတ်မန်နေဖြုတ်ရတယ်ဖြုတ်ရရှိရဖြုတ်ဖြုတ်ပြီးသွားလို့ရှိရင်ကော်ဘတ်တိုက်ကော်ဘတ်တိုက်ပြီးလို့ရှိရင်အခုဒီမှာပတ္တိထဲအခုဆိုရင်ဒါမှာယူပြီးလိုက်နေပတ္တိကိုအချောက်ခံနေတဲ့အဆင့်ကိုရောက်နေပြီခဏနေလို့ရှိရင်စေးပါမဟုတ်တော့ဘူးအဲ့အခြေအနေရှိတယ်တော်တော်လေးညံတယ်ကျွန်တော်ပြီးရင်ပတ္တိလေးကျွန်တော်ပြဒီမှာပါသူတို့သုံးတဲ့ပတ္တိက UV အာထွာပတ္တိလို့ပြောတယ်ဒီဥစ္စာက primary ဒါ secondary ပေါ့နော်ဒါအရင်သုံးပြီးလို့ရှိရင်ဒီကောင်ကိုသုံးရတယ်အဲ့ကောင်ကတော်တော်လေးကိုဒီ UV လိုက်နေဆိုရင်ခဏလေးနဲ့၆ပါ ဒီကောင်ချက်သွားပြီးလို့ရှိရင်မကောဘတ်ပြန်စားရမယ်ကောဘတ်စားပြီးရင်ခံသေးမုံမယ်ခံသေးမုံပြီးလို့ရှိရင်အပေါ်ကဖိုင်နယ်မုံလိုက်လို့ရှိရင်ဒီကပြီးသွားပြီအဲ့တော့ဆက်ကြည့်အောင် ဆိုလို့ရှိရင်တော့အနောက်မှာသူကခံသေးမုံတယ်ခံသေးမုံခင်မှာဆိုရင်အရှိမဘာလို့လဲဆိုတော့ဟိုမှာပတီးထည့်တယ်ပတီးကိုကောပတ်ပြန်စားရတယ်ကောပတ်အကျန်းနဲ့စားရတယ်ပြီးအနုနဲ့စားရတယ်အနုနဲ့စားပြီးတော့ကြာတော့ကားသီးလုံးကိုဒီမှာစိတ်မုံလို့ရှိရင်ထိသွားမှာဆိုလို့ဒီလုံးကားသီးရှိရကွာကွဲရရှိရကွဲတိတ်ကက်ဆရာရှိရအကုန်လုံးကတ်ကတ်ပြီးတော့အခုခံသေးမုံနေပြီခံသေးမုံပြီးရင်လည်းခဏစောင့်ရမယ် UV light နဲ့ပြန်ပြရမယ် UV light နဲ့နောက်တစ်ခါပြပြီးဆိုရင်ကောပတ်နည်းနည်းပြန်ချရမယ်ပြီးရင် fine နဲ့မုံလို့ရတယ်စက်ကြည့်အောင် ဆိုလို့ရှိရင်တော့ဒါဆေးက final mode တဲ့အဆင့်ကိုရောက်သွားပါပြီအဲ့တော့ကျွန်ခုကျွန်တော်မှတ်တာမမအောင်ဆိုလို့ရှိရင်နှစ်နာရီသုံးနာရီအတွင်းမှာတော်တော်များများအဆင့်ကပြီးတာဗျာဒီလားအဲ့တော့ဒီနေ့တကယ်လုံးတော့မယ်ဆိုလို့ရှိရင်မပစ္စည်းတွေဖြုတ်တယ်စသဖြင့်ဒီလိုအဆင့်ဆင့်လှုပ်သွားလိုက်တာတကယ်တမ်းအချိန်အများကြီးမကြောက်ဒါပေမဲ့ဒီလိုအချိန်တွေမျိုးမှဆိုအချိန်တွေအများကြီးမကြောက်ဆိုလိုချင်တာပစ္စည်းအများကြီးဖြုတ်ရမယ်တကားကြီးဖြုတ်ရမယ်အားသရင်ဗမာကြီးဖြုတ်ချရမယ်ပြီးဗမာရဲ့အထဲမှာလည်းထိခိုက်မှုတွေရှိတယ်ဆိုလို့ရှိရင်တော့မရဘူးဆိုလိုချင်တာဗျာစေးကြီးပဲဆိုရတယ် body ရောဆေးရောဆိုမရနိုင်ဘူးလို့ပြောတာအဲ့တော့ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောပြ ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောရမယ့်အချိန်မှာကျွန်တော်ကဒီနေ့ကအမှတ်မထင်မဲနဲ့ရောက်လာရင်းနဲ့သူရဲ့ quick service ဆိုတော့ဘလို့လဲဆိုတော့ကြည့်လိုက်တာတဏီကုံသွားတာတဏီကုံသွားဆိုတော့ကျွန်တော်မနက်ကတော့10နိုင်17နိုင်လောက်ထဲကရောက်တာရောက်ပြီးတော့သူတို့ကအဲ့အချိန်မှာအဲ့ကားကအစင်းသေးမဖြစ်သေးဘူးပေါ့နော်ဆပြီးတော့လှုပ်ဖို့အစင်းသေးမဖြစ်သေးဘူးနေကင်းထမင်းစားတဲ့အချိန်လောက်မှဆပြီးတော့လှုပ်လိုက်တာအခု3နိုင်လောက်မှသူမှ final မုံနေ final မုံပြီးလို့ရှိရင်သူခဏထားမယ်မှသူလှုပ်ရှားရှိရလှုပ်ရမယ်ပြေပေါ်လက်တိုက်ရမယ်ဒါတွေအကုန်လုံးပြီးသွားပြီဆိုဒီနေ့မှာဆိုရင်အဲ့ကားကပြီးသွားပြီဆိုလိုချင်တာကခုနကျွန်တော်ပြောတဲ့စေးလုပ်ငန်းစဉ်လောက်ပဲနော်ဖြုတ်စရာတက်စရာလည်းအများကြီးမရှိဘူးဆိုလို့ရှိရင်သူရဲ့ quick public service ကတော်တော်လေး effective ဖြစ်တယ်ဘာလို့လဲဆိုတော့တစ်ခါလေကြာရင်ကျွန်တော်အိမ်မှာကားတစ်စီးပဲရှိတယ်ကားအပူမရှိဘူးကားတွေကလည်း sale လောက်ရတော့မယ်ဆိုတဲ့အချိန်မှာဒါအချိန်အများကြီးပေးပြရမလို့ပဲဒါဆိုရင်တရက်အတွင်းနဲ့ဒါကိစ္စပြီးွားတဲ့သဘောမှာရှိတယ် အဲ့ဒါကြောင့်မို့လို့မတချို့ quick service လိုချင်တဲ့လူဆိုလို့ရှိရင်ဒါပို့ပြီးတော့အဆင်ပြေတယ်ဒီ Apex Auto Service မှာကစေးနဲ့ပတ်သက်လို့ရှိရင်နှစ်မျိုးရှိတယ် Standard ရယ် Premium ဆိုပြီးနှစ်မျိုးရှိတယ် Standard မှာဆိုလို့ရှိရင်တစ်နှစ်အာမခံပေးပြီးတော့ Premium ဆိုလို့ရှိရင်၅နှစ်အာမခံပေးတယ်ဒီအာမခံကာလအတွင်းမှာစေးတွေကြွလာတာတို့ဖောင်းသွားတာတို့အရောင်ပြောင်းသွားတာတို့ဒါတွေမရှိဘူးလုံးဝမရှိဘူးလို့ပြောတာ ်ရှိရင်ပြန်လုပ်ပေးမယ်လို့ပြောတာမဟုတ်ဘူးတဲ့သူတို့အာမခံဆိုတာလုံးဝမရှိเสียရဘူးလို့အာမခံတာတဲ့အဲအကြောင်းမို့လို့သူတို့ဒီမှာလုပ်တဲ့ process တွေကလည်းနည်းနည်းလေးများတယ်အချိန်လည်းနည်းနည်းလေးကြာတယ်အဲ့သဘောတရားလေးရှိတယ်ဘာလို့လဲဆိုတော့သူတို့ဒီမှာ cover တိုက်တာအစရေဒီပိုင်းနဲ့စွတ်ပြီးတိုက်တာမဟုတ်ဘူး dry cover ပဲတိုက်နော်အချောက်ပဲဘာမှရေဒီပိုင်းစွတ်ပြီးတော့မတိုက်ရဘူးပြီးတော့ဒီမှာစာရဆိုလည်းကတ်ထားရမှာနော်ရေနဲ့ cover တိုက်ခြင်းလုံးဝမပြူပါပြီးလို့ရှိရင် cover ဆိုလည်းအစင်းစင်းတိုက်ရမယ်ဆိုတာလုံးဝ SOP ကိုအမြဲတမ်းဒီမှာရှိရတဲ့လူတွေအင်ချက်တွေအကုန်လုံးတစ်ချိန်လုံး check လုပ် အဲအကြောင်းမို့လို့သူတို့စီမှာဆိုလို့ရှိရင်အချိန်တော့နည်းနည်းလေးပေးရတယ်ဒါပေမဲ့ quality ဒီ very good quality ရ ဒီ ABS Auto Service မှာထပ်ပြီးတော့အပေါ်ရှိတဲ့ service ကတော့ car carrier service ပဲဖြစ်ပါတယ်။အကယ်၍မိမိကတနေရာမှာပြတ်သွားရဖြစ်ဖြစ် accident တစ်ခုဖြစ်တာဖြစ်ဆိုလေ car carrier နဲ့သွားတင်ဆိုလဲတင်ပေးတယ်။ပြလို့ရှိရင်ဒီကနေပြီးတော့အိမ်ကိုပြန်ပို့ဆိုလဲပို့ပေးတယ်။အဲ့ service လည်းအပေါ်ရပါတယ်။ကျွန်တော်ကိုလူတွေတော်တော်များမေးကြတယ်အောက်ပိုင်းဘယ်မှာလုံးအောင်လဲ engine ဘယ်မှာလုံးအောင်လဲ safe body ဘယ်မှာလုံးအောင်လဲလို့မေးနေတဲ့သူတွေအတွက် ABS Auto Service က one stop service အနေနဲ့အကုန်လုံးကိုဝန်ဆောင်မှုပေးတာပဲဖြစ်ပါတယ်။ ABS Auto Service ကအရှိတကုံမြို့နယ်မှာလည်းရှိတယ်၊တင်ငန်းကျုံမြို့နယ်မှာလည်းရှိတယ်၊အလုံမြို့နယ်မှာလည်းရှိတာဖြစ်တဲ့အတွက်မိမိနဲ့နီးစပ်တဲ့ service န်တာမှာသွားပြီးတော့ဆက်ပြောဆုံးနေမင်းမြန်လို့ရပါတယ်ကျွန်တော်ကတော့စိတ်သွားပါအာဟုတ်ဘာလို့လဲဆိုတော့သူတို့ဒီမှာဒီမှာ